မင်္ဂလာပါရှင်မတ်လ16ရက်တင်းကွေနေ့ရဲ့တိမတ်ဖွေရသတင်းကပ္ပါကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့အီရန်ပေါ်ချမှတ်ထားတဲ့တရားမဝင်ပိတ်ဆို့မှုများကိုအဆုံးသတ်ရန်တရုတ်တိုက်တွန်းတဲ့သတင်းဖြစ်ပါတယ်။အီရန်ပေါ်ချမှတ်ထားတဲ့တရားမဝင်ပိတ်ဆို့မှုများကိုအဆုံးသတ်ရန်တရုတ်ကမတ်လ14ရက်တွင်တိုက်တွန်းခဲ့ကြောင်းသိရပါတယ်။တရုတ်ဟာမတ်လ14ရက်ကပေကျင်းမြို့တော်တွင်အီရန်နဲ့ရုရှားတန်တမန်များနဲ့အစည်းအဝေးပြုလုပ်ချိန်တွင်အခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ၎င်းအစီအွေတွင်နှစ်နှစ်ချီရပ်တန့်နေတဲ့အီရန်ရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်သောဆွေးနွေးပွဲများကိုပြန်လည်စတင်နိုင်ရန်တရုတ်ကမျှော်လင့်ထားတယ်လို့ဆိုပါတယ်။ထရန်ဟာဇန်နဝါရီလကဒုတိယသက်တမ်းကိုပြန်လည်ထမ်းဆောင်ခဲ့ခြင်းကလေးကအီရန်နဲ့နျူကလ িয়ার သဘောတူညီချက်အသစ်တစ်ခုအတွက်ဆွေးနွေးရန်ပြောကြားခဲ့တော်လဲအီရန်ကမူပိတ်ဆို့မှုများရှိနေသည့်သဘောတူညီချက်ရရှိရန်မဖြစ်နိုင်ကြောင်းပြောကြားခဲ့ပါသည် ရုရှားနဲ့အီရန်ထိပ်သီးတန်တမန်များဟာမတ်လ14ရက်အစောပိုင်းကတွေ့ဆုံခဲ့ပြီးအီရန်နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်တဲ့သဘောထားအမြင်များကိုဖလှယ်ခဲ့ကြတယ်လို့တရုတ်နိုင်ငံပိုင်းမီဒီယာကဆိုထားကြောင်းလည်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်ကောင်းမွန်ရန်မှာလွယ်ကူမှာမဟုတ်ဘူးလို့ပူတင်ဆိုတဲ့သတင်းဖြစ်ပါတယ်။အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်ကောင်းမွန်လာဖို့ကလွယ်ကူတဲ့လုပ်ငန်းစဉ်မဟုတ်ဘူးလို့ရုရှားသမ္မတပလာဒီမာပူတင်ကပြောပါရယ်။ဒါဟာခက်ခဲတယ်လို့မပြောနိုင်ရင်တော့မလွယ်ကူတဲ့လုပ်ငန်းစဉ်မှလို့ ူကရုရှားလုံခြုံရေးကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင်နေတဲ့ကျင်းပတဲ့အစီအွေမှာပြောခဲ့တာပါ။သူကအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဖုန်းစကားပြောခဲ့ပြီးရုရှားနိုင်ငံသားရေးဝန်ကြီးဆာဂီလာဗရော့ကလည်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီရိုနဲ့ပထမဆုံးအဆက်အသွယ်တွေလုပ်ခဲ့တယ်လို့ပြောပါရယ်။ဒါ့အပြင်ရုရှားသမ္မတရဲ့အကြံပေးရှူရီဦးရှာကိုကလည်းသူ့လူ့ဘော်ကိုင်ပန်းနဲ့တွေ့ဆုံခဲ့ပါတယ်လို့ပူတင်ကထပ်လောင်းပြောကြားခဲ့တယ်ဆိုပြီးသတင်းများကဖော်ပြလာပါရယ်ရှင်။ ထပ်မံတင်ဆက်ပေးမှာကတော့ဖိလစ်ပိုင်တမနာဟောင်းဒူတာဒေးဖန်ဆီးခံရမှုကိုစန့်ကျင်သူများကဖိလစ်ပိုင်ရဲ့မြို့အချို့တွင်စုယုံဆန္ဒပြမှုများပြုလုပ်တဲ့တဲ့တွင်ဖြစ်ပါတယ်။မက်ရှလာ၁၇ရက်ကဖိလစ်ပိုင်ရဲ့တပ်ဖွဲ့ဟာမနီလာမြို့တော်လေးစိတ်တွင်နိုင်ငံတကာရာဇဝတ်တရားရုံး ICC ရဲ့ဖန်ဝရံဖြင့်တမနာဟောင်းရိုဒရီဂိုဒူတာဒေကိုဖမ်းဆီးခဲ့ပြီးနောက်နယ်သာလန်နိုင်ငံတဟိတ်မြို့သို့ ICC သို့ပို့ဆောင်ခဲ့မှုနဲ့ပတ်သက်ပြီးဒူတာဒေအားထောက်ခံသူများကမင်တနာအိုပြည်နယ်ရှိမြို့အချို့တွင်စုယုံဆန္ဒပြမှုများပြုလုပ်ခဲ့ကြောင်းသိရပါဗျ။ မင်တနာအိုပြည်နယ်ရှိကိတဘာဝမ်မြို့တာပေါင်းမြို့တို့အပါအဝင် မြို့အချို့တွင်စေုံဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးဒူတာဒေးအတွက်စစ်တမ်းဝင်များလည်းပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ဗန်ကောက်မြို့ကဆောက်လုပ်စေတရာပြုကြမှုတွင်တည်ဆုံးသူတွေနဲ့မြန်မာနှုတ်ပါဝင်တဲ့တဲ့တင်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့ကအမြန်လမ်းပေါ်မှာတိဆောက်နေတဲ့စောက်တို့စဲတရားပြူကြမှုအတွင်တေဆုံသွားသူတွေထဲမှာစင်ကူအောင်ဆိုသူနဲ့နိုင်လင်းအောင်ဆိုသူမြန်မာနိုင်ငံသားနှုတ်တို့လည်းပါဝင်သွားခဲ့တယ်လို့ခရယာဆပ်တင်ဌာနကဖော်ပြထားမှုရသိရပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်နဲ့ဘန်ကောက်မြို့ကိုဆက်သွယ်ထားတဲ့အဓိကအဝေးပြေးလမ်းမကြီး ရာမနှစ်လမ်းပေါ်ကအဲ့ဒီတရာဟာမတ်လ15ရက်မနေ့တနာ48မိနစ်ချိန်ခန့်မှာပြူကျခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံသား2ဦး၊ထိုင်းနိုင်ငံသား2ဦးနဲ့ထိုင်းအင်ဂျင်နီယာ2ဦးစုစုပေါင်း5ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်ဖြစ်စဉ်ကြောင့်တရားရရှိသူအကြီးအကျယ်က24ဦးရှိခဲ့တယ်လို့သိရပြီးအဲ့ဒီတရားရရှိသူတွေထဲမှာလည်းမြန်မာနိုင်ငံသားအများစုပါဝင်တယ်လို့သိရပေမဲ့အသေးစိတ်အချက်အလက်တွေကိုတော့မသိရသေးကြောင်းသတင်းများကဖော်ပြလာပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ အမေရိကန်ကိုဝင်ငွေတင်ကျပ်နိုင်ခြေရှိတဲ့စရင်နဲ့မြန်မာပါဝင်တဲ့တရင်ဖြစ်ပါတယ်။နိုင်ငံပေါင်း၄၀နိုင်ငံပါဝင်တဲ့ဒီစရင်နဲ့မှာအုပ်စု၃စုနဲ့ခွဲခြားသတ်မှတ်ထားပြီးမြန်မာကဒုတိယအုပ်စုမှာ လာအို၊ဟေတီ၊တောင်ဆူဒန်နဲ့အဲရီထရီးယားနိုင်ငံတွေနဲ့အတူ ပါဝင်နေတာပါ။ဒီအုပ်စုတွေပါတဲ့နိုင်ငံတွေကចောင်းသားတွေရဲ့အလေနဲ့ចောင်းသားဗီဇာပြင်အချို့ immigrate ဗီဇာအမျိုးအစားတွေရနိုင်မှုတစ်စိတ်တစ်ပိုင်းကန့်သက်ချက်တွေကြုံလာရနိုင်တာဖြစ်တယ်လို့သတင်းများကဖော်ပြထားကြောင်းသိရှိရပါတယ်ရှင်။